အားလုံးပဲမင်္ဂလာပါ Bobby Sky TV မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဆွေးနွေးသွားခြင်းတဲ့ topic ကဘာလဲဆိုတော့ဒီစင်ကာပူနိုင်ငံက polytechnic တွေမှာကျောင်းလာတက်ဖို့တန်ရရဲ့လားဆိုတဲ့ topic ကိုကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအနေနဲ့ဒီစင်ကာပူနိုင်ငံ polytechnic ကကျောင်းနေတဲ့မရင်းနှီးတဲ့လူတွေကိုကျွန်တော်ပြောပြကျင်တာကတော့စင်ကူနိုင်ငံမှာကျောင်း၅ကျောင်းရှိတယ်ပေါ့နော်ဒီ Polytechnic ဆိုပြီးတော့အဲဒါတွေကတော့ Republic Poly, Nian Poly, နေယန်ပေါ်လီအာတီမဆက်ပေါ်လီနဲ့စင်ဘောပေါ်လီဆိုပြီးတော့ငါးချောင်းရှိတယ်ဗောနော်အဲ့ဒီတော့ကြတော့ဒီအများစုอ่ะဗောနော်ဒီစင်ဘူနိုင်ငံကိုဘလို့လူတွေကနေပြီးတော့ဒီပေါ်လီတက်ကနစ်ချောင်းတွေကိုလာတက်ကြလဲဆိုတော့မြန်မာပြည်ကနေပြီးတော့အာ GC Oliver ချောင်းပြီးတဲ့သူတွေဒါမှမဟုတ်မြန်မာအာအထက်တန်းချောင်းဗောနော်အရင်တော့ကတော့10တန်းပေါ့အခုတော့12တန်းကုန်လာအဲ့လိုလူတွေကနေပြီးတော့ဒီကစင်ဘူပေါ်လီတက်ကနစ်ကိုအများဆုံးလာပြီးတော့ join ကြရတယ်ဗောနော် အာဘာကြောင့် join ကြလဲဆိုတော့ကျွန်တော်တို့ kick ကတော့ reason နှစ်ခုရှိတယ်ဗျာ။ number 1တစ်ချက်ကဒီရဲ့ဒီ3 years diploma ကိုပြီးွားပြီဆိုရင်ဒီမှာအလုပ်ရှာရတာလွယ်တယ်ဗော။အလုပ်အလုပ်ရှာရတာလွယ်တယ်လွယ်ပြီးွားပြီဆိုရင်ဒီအလုပ်လုပ်လုပ်ရင်းကနေပတ်စံရှာရှာပြီးွားရင်ခုနလို university ဗော။ဒီနိုင်ငံမှာပဲဖြစ်ဖြစ်တော့မဟုတ်ရင်ခြားနိုင်ငံဗောဒီ Australia တို့ဟလာ New Zealand တို့ခြားနိုင်ငံအစားရှိဖြစ်ဗောဗျ။အဲ့လိုမျိုးတွားတက်လို့ရတဲ့ option တွေရှိတော့ကြတော့ ော်တော်များများစိတ်အဲ့ဒီလို option တွေနဲ့ဒီနိုင်ငံမှာကြောင်းလာတတ်ကြတာဒါပေမဲ့ခုကြတော့အချိန်นี่ကျွန်တော်တို့ခေတ်ကအချိန်นี่နဲ့ခုနဲ့အများကြီးကွာသွားပြီပေါ့နော်အဲ့တော့ကြတော့ခုဒီနေ့ topic ဖြစ်တဲ့တန်သေးရလားဆိုတဲ့ဟာကိုကျွန်တော်ကအပိုင်း၃ပိုင်းခွဲပြီးတော့ကျွန်တော်ပြောသွားမယ်ပေါ့နော်နံပါတ်၁ချက်ကတော့ school fees ပေါ့အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်း ဒီ single nine ဒီဒီ poly ကနေပြီးထားတဲ့သူပေါ့နော်အဲတော့ကျတော့ကျွန်တော်တို့ kick ကပေါ့ကျွန်တော်တို့ kick ကဆိုတော့2010အာ71 73အဲ့ဒီ kick လောက်က school fees ကတစ်နှစ်ကုန်မမဒီ single single အာကျောင်းတက်ရတဲ့နှစ်တစ်နှစ်ကုန်မမ single ဒေါ်လာ4400ပဲရှိတယ်4400ဆိုတဲ့အတိပဲက semester အာတစ်နှစ်မှဆို semester နှစ်ခုရှိတယ်နှစ်ခုဆိုတော့ကျတော့ semester တစ်ခုကိုမပေးရတဲ့ school fees က 200လောက်ပဲရှိတယ်ဗျာဒါပေမဲ့အခုလက်ရှိအချိန်နေမှာဖြစ်နေတဲ့ဒီကျောင်း၅ကျောင်းရဲ့ school fees ပေါ့နော် school fees ကတစ်နှစ်တစ်နှစ်ကို12000ကျော်လောက်ပေးရတယ်အဲ့တော့ကျတော့ကျွန်တော်တို့ခေတ်ကအချိန်နေနဲ့အခုခေတ်ကအချိန်နေနဲ့ဆိုတော့3ဆလောက်မြင့်တက်သွားတာပေါ့နော်အဲ့တော့ကျတော့အာသူကတစ်နှစ်တစ်နှစ်ကို12000ကျော်လောက်ပေးရတဲ့အတွက်ကြောင့်မလို့ semester တစ်ခုကိုဆိုပေးရတဲ့ကိုပေးရမယ့် school fees က6000ကျော်လောက်ရှိတယ် ဒါပေမဲ့ option တစ်ခုအနေနဲ့ကတော့အာဒီကိုမှာကိုထောက်ခံပေးမဲ့ Singaporean နားမဟုတ် BR နားမျိုးရှိတယ်ဆိုရင်တော့အာဒီ school fees ရဲ့85ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ကိုကျွန်တော်တို့ဒီ student loan လို့ပုံစံမျိုးတွေနဲ့ဒီ banner ကနေသွားချီးလို့ရတယ်ပေါ့နော်ဒါကတော့ကိုထောက်ခံပေးမဲ့လူ ရှိတယ်ဆိုရင်ပေါ့ဒါပါတော့ကိုကလုံးလုံးမရှိတဲ့လူဗျာဒီနိုင်ငံမှာအတိအကျွမ်းပါညာမရှိတဲ့လူဆိုရင်တော့ကိုပေးရမယ့် school fees က semester တစ်ခုပေါ့ semester တစ်ခုဆိုရဲဒီပဲ6လပေါ့ဗျာ6လကိုပေးရမယ့်ဟာက6000ကျော်လောက်ရှိတယ်အဲ့တော့ဒီ school fees နဲ့ school fees ကအများများလာတယ်ပေါ့နော်ကျွန်တော်တို့ခေတ်ကနေရှင်နေဆိုရင်3စားလောက်များလာတယ်အဲ့တော့ဒီ school fees ကနံပါတ်1ချက်နေနဲ့စဉ်းစားရမယ့်ချက်တစ်ချက်ပေါ့အာနောက်နံပါတ်2အချက်နေနဲ့ဆိုရင်တော့ ခုခုနကကျွန်တော်ပြောတဲ့အလောက်ကိုင်ပေါ့အလောက်ကိုင်ဆိုရင်ခုဒီဒီပလိုမာ3နှစ်ပြီးရင်ဘာဖြစ်မယ်ဆိုတော့ဟို question mark ပေါ့နော်ကျွန်တော်ဟိုရင်တော့ပေါ့ကျွန်တော်တို့ခေတ်ကဆိုရင်ကျွန်တော်ဟိုကျွန်တော်ဒီပေါ်လီကနေကြောင်းပြီးပြီးတဲ့ကာလဆို2013လောက်ပေါ့နော်2013လောက်မှာအာကျွန်တော်ကြောင်းပြီးသွားတယ်ကျွန်ဟိုဒီဒီကြောင်းပြီးတယ်ဆိုတော့ဒီဒီပလိုမာပေါ့ဗျာဒီပလိုမာပြီးတယ်ပြီးတော့じゃအလုပ်ဆရှာတယ် အလုတ်စားရှာ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 ပြီးတော့ကြတော့အလုတ်အာအလုတ်ရရပေါ့လုတ်ရရဆိုတဲ့အချိန်မှာကျွန်တော်ရဲ့ဟို last အဲ့ဒီခေတ်ကပေါ့ fresh graduate တွေကိုပေးတဲ့လာစာက2000 1800 2000 2100 2200စသဖြင့်ပေါ့ဗျာခုနကကိုရတဲ့ company ရဲ့ offer ပုံမူ DVD တောင်းတဲ့တယောက်တော့မတူဒါပေမဲ့ average က 2000ဝန်းကျင်လောက်လေးတွေပဲရကြတာပေါ့အဲ့ဒီတော့က Aspasias Lasa ပေါ့ Aspas ဆိုတဲ့အဓိပ္ပာယ်ကကျတော့ဒီစင်ကူနိုင်ငံမှာကျွန်တော်တို့အလုပ်လုပ်တော့မယ်ဆိုရင် working visa ပေါ့ဗျ working visa ရဲ့ requirement ပေါ့အဲ့ဒီခေတ်က working visa ရဲ့ requirement ကလည်း2000ပဲဆိုတော့ဒီအဓိပ္ပာယ်ကကိုကအလုပ်ရရတယ်ကိုရဲ့အလုပ်ကအာကို Lasa 2000ပေးတယ်ပေါ့အဲ့တော့ကျတော့ကိုကသူတို့ Aspas Aspas working visa အတွက်သတ်မှတ်ထားတဲ့ လာစားလဲ2000ပဲအဲ့တော့ကျတော့ကိုက eligible ဖြစ်တယ် eligible ဖြစ်တော့ဒီ S pass ကိုရှောက်လို့ရတယ်ဒါပေမဲ့အခုပေါ့ခုလက်ရှိအချိန်လေးမှာ S pass လာ S pass work visa အတွက်သတ်မှတ်ထားတဲ့အခြေခံလာစား3300ရရှိတယ်အဲ့တော့ကျတော့စဉ်းစားဖို့အချက်တစ်ချက်ကလေးပေါ့နော်ဒီပေါ်လီကျောင်းနေရ PP ချင်း fresh graduate တယောက်ကိုကုမ္ပဏီတွေကနေပြီးတော့3300ပေးပါမလားဆိုတော့ဒါ question ပေါ့ ဒါစဉ်းစားရမယ်လေဘယ်လိုဖြစ်လို့လဲဆိုတော့ကိုကပတ်စံနေကုန်ကြခံပြီးတော့ဒီ3နှစ်မှာ3နှစ်ဒီပလိုမာကိုတက်လာတာဗျာနောက်3နှစ်ဒီပလိုမာတက်လာပြီးတဲ့အချိန်မှာကိုကလှုပ်လျှောက်တယ်လှုပ်တယ်ကမရှိဘူးမဟုတ်ရှိတယ်သို့တော့ကိုကအားထားပါတော့2800 2900 2500 2600ဒီလိုလေးတွေပဲပတ်ပေးတယ်ဆိုရင်ခုန Aspas ရှောက်လို့မရအောင် Aspas ရှောက်လို့မရဘူးဆိုရင်အာကိုကဒီမှာလုံးလုံးလို့မရအောင်ဆိုတဲ့အသေးပဲပေါ့ဘယ်လိုဖြစ်လို့လဲဆိုတော့ဒီ World Visa အတွက်ကိုရဲ့လာစာက ဒီ requirement မှမမိတာ哦မ requirement မှမဖြည့်နိုင်တာ哦အဲ့အဲ့အဲ့တော့ကြတော့ဒီတော့ကြတော့အခုကျွန်တော်တို့ကဒီចောင်းပြီးပြီးချင်းချိန်ကြရင်အလုရှာတဲ့ချိန်ကြရင် aspas ရဖို့ရပါမလားဆိုတော့ဒီ worry တခုတော့ရှိမှာပေါ့နော်အဲ့တော့ကြတော့အဲ့ဆိုဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတော့ကြတော့ခုနကလိုနှစ်နည်းပဲရှိတာပေါ့နော် ခုနဘလို့နှစ်နည်းလေးပဲရှိမလဲဆိုတော့ခုကိုအဲ့လောက်ပေးမဲ့အလုံမျိုးတွေမရရအောင်လိုက်ရှာပေါ့ချိန်ထဲမှာပဲအဲ့လိုမျိုးရအောင်ဟိုကိုအဲ့လိုမျိုးလာစားပေးမဲ့အလုံမျိုးရအောင်တခြားအထောက်အကူဖြစ်တာလည်းကို့မှာသက်ဆိုင်တဲ့ work experience မျိုးရှိတယ်ဆိုရင်လည်းအထောက်အကူဖြစ်တာပေါ့ဥပမာကိုက IT တက်ပြီးထားတဲ့လူဆိုရင်ကို့မှာ portfolio မျိုးတွေအများကြီးရှိတယ်ဆိုရင်လည်းအဆင်ပြေတယ်ဗျာ ဲတော့ကျတော့ကိုမှအာသူတို့ employer တွေကပေါ့ဒီ potential employer တွေကအော်ဒီကောင်ကတော့ဒီလိုဒီလို project record တွေတော့ရှိတယ်သူမှဒီလို portfolio တွေရှိတယ်အစရှိဖြစ်ပေါ့ဒါမျိုးတွေကိုကြည့်ပြီးတော့သူတို့ကနေပြီးတော့ကိုကိုဒီ3300ပေးတယ်ဆိုလဲဒါအဆင်ပြေတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ကိုမှဘာမှလည်းပြားစရာမရှိဘူးဒီတိုင်းပဲဟိုဒီ poly diploma လေးတခုတည်းနဲ့ပဲလိုက်ရှာနေတယ်ဆိုတော့ကျွန်တော်ထင်တယ်ခက်ခဲလိမ့်မယ် အဲ့တော့ကျတော့အဲ့လိုခက်ခဲတဲ့ဟာမျိုးကြရင်မင်းကခက်ခဲတဲ့ခက်ခဲတဲ့ပြောနေငါတော့ဘာဆက်လုပ်ရမှာလဲဘူးအဲ့တော့ကျတော့အခုဟိုចောင်းလာဒီ poly ចောင်းလာတက်တယ်ဆိုတဲ့လူတွေမှာဗျာတယောက်နဲ့တယောက်နဲ့ plan ရင်မတူတချို့ကကျတော့ poly ចောင်းလာတက်တယ်ဆိုတာဒီ poly လာအရင်လာတက် poly ပြီးတော့ university တက်မယ်ဆိုပြီးတော့ဟို university တန်းတက်မယ်ဆိုပြီးတော့အာရည်ရွယ်ချက်နဲ့လာတက်ကြတဲ့လူတွေလည်းရှိတယ် သူရဒီပိုလီရအဓိကမော်ဒီဒီဟာဒီဟာကိုသုံးနှစ်ခံလိုက်တယ်ခံပြီးဟိုင်းဒီဟာပြီးတာနဲ့ယူနီတန်ဆက်တက်မယ်လို့ဆိုရဲလူတွေအတွက်ကတော့ဘာပြဿနာမှမရှိဘူးပေါ့နော်ဒီရဲ့ခုန Aspas တို့ဘာညာ Quick Quarter တွေကသူတို့ကအလုတ်တန်းလုံးမဲ့လူမှမဟုတ်တာဘူးအဲ့တော့ကြတော့အာအဲ့လိုလူတွေအတွက်ဆိုရင်တော့တိတ်ကိစ္စမရှိဘူးဘလို့ဖြစ်လို့လဲဆိုတော့ University Graduate ကိုကဒီပိုလီသုံးနှစ်ပြီးပြီးသုံးနှစ်ပြီးတဲ့ဟာမှာမအလုတ်တန်းမလုပ်ခွင့်နဲ့ university တန်းဆက်တက်တယ်အဲဆိုရင်တော့ university degree ပြီးတော့မှအလုပ်လျှောက်တယ်ဆိုရင်တော့ university graduate တယောက်ကိုပေးတဲ့လားစားကတော့နည်းနည်းပိုများတယ်ဗျအဲဒီချိန်ကျရင်တော့ဒီခုန3300ရူပါရုထက်ပိုပြီးရဖို့က chance ပိုများတယ်သို့တော့ဒီ poly fresh graduate တယောက်အတွက်3300တော့အာနည်းနည်းတိတ်ကြရှာယူရမယ်ပေါ့နော်အဲ့တော့နောက်ထပ်ဟို area တစ်ခုအနေနဲ့ဆိုရင် ဒီ poly ចောင်းနေပြီးသွားရင်ရောဘာ study option နေရှိလဲအဲ့တော့ကြတော့အခုကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်နဲ့အတူတူចောင်းပြီးသွားတဲ့ဒီ poly ចောင်းပြီးပြီးချင်းလူတွေအများဆုံးလုပ်တဲ့ဟာကြတော့ဘယ်လိုလဲဆိုတော့ခုနကလို့သူចောင်းပြီးပြီးချင်းမှာအလုပ်ဆလုပ်လိုက်တယ်ဗောနော်အလုပ်ကျွန်တော်တို့ကျွန်တော်တို့ခေတ်က pathway ကိုပြောပြတာဗောကျွန်တော်တို့ခေတ်ကလုပ်တဲ့ဟာကြចောင်းကိုသုံးနှစ်ပြီးအောင်ရတက်လိုက်တယ်ဒီပလိုမာရလာပြီဆိုရင်ကျွန်တော်တို့ကလုပ်ဆလုပ်တယ် လှုပ်ရှားလှုပ်လှုပ်လှုပ်ထားပါတော့အာလောက်က3လေးနှစ်လှုပ်လိုက်တယ်ပေါ့နော်3လေးနှစ်လှုပ်နေတဲ့ကာလအတွင်းမှာအာပစံစုပြီးတော့အာ full time ပေါ့ Australia တို့ဟလာဒီ New Zealand တို့ Canada တို့အာ UK တို့ search တပြင်အဲ့ဒီမှာ full time သွားတက်တက်လူတွေရှိတယ်ဒါမဟုတ်ရင်လည်းဒီနိုင်ငံမှာပဲဒီ NDU တို့ NUS တို့အာ SIM တို့ search တပြင်အဲ့မှာ full time တက်တက်လူတွေလည်းရှိတယ်အဲ့လိုမဟုတ်တဲ့အဲ့လိုမတက်ဘူးဆိုရင်ကြတော့ အာတော်တော်များများဘယ်လိုလဲဆိုတော့အလုပ်ကိုဟိုအလုပ်ကိုပဲဆက်တိုက်ဆက်လုပ်တယ်ပြီးတော့ရင်ခုနကလို part time degree course တွေပေါ့နော်ဒီ sing part time degree course တွေ NDU တို့ NUS တို့ SMU တို့အစရှင်းတစ်ဖြစ်ပေါ့နော် SIM တို့အဲ့ဒီကနေပြီးတော့ပေးတဲ့ဒီ part time degree course တွေကိုလုံးလုံးအင်းနဲ့တက်ကြတဲ့လူတွေလည်းရှိတယ်ပေါ့ဒါတော့တယောက်နဲ့တယောက်နဲ့ဟိုရွေးချယ်တဲ့ study pathway တွေလည်းမတူဘူးပေါ့ ဒါပေမဲ့ခုနဒီနေရာမှာတခုအာတတိပြုရမှာပါလဲဆိုတော့ကိုက full time တက်ရှင်နဲ့လို့ပေါ့ကိုကအာဒီ poly 3နှစ်ပြီးတာနဲ့ငါဒီ university ပေါ့အထူးသဖြင့်ဒီ local university ပေါ့ NTU ရော NUS တို့မှာငါ full time တက်ရှင်နဲ့ပေါ့ full time program တက်ရှင်နဲ့ဆိုရင်တော့ကိုယ့်ရဲ့ GPA ပေါ့ GPA ဆိုတာတော့အမှတ်ပေါ့ဗျာဒီ3နှစ်မှာအမှတ်ကတော့လုံးဝอืมပြောမယ်ဆို top 10ဒီ program ရဲ့ top 10လောက်ကိုဝင်နေမှဒီရဲ့ ဟာတွေကိုဝင်ဖို့ chance ပုံများမယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဟာ average လောက်ပဲရတယ်ဆိုရင်တော့ဒီမှာ full time တက်ဖို့က very competitive ပေါ့အဲ့လိုမျိုးကိုယ့်ဘက်ကနေပြီးတော့ကြိုးပြီးနားလည်ထားဟာမယ်အဲ့တော့ကြတော့ခုနကလို့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်နဲ့ဒီစင်ကာပူမှာပေါ်လီကျောင်းနေရလာတက်ဖို့တင်သေးရလားဆိုတဲ့အိဗေကတော့ကျွန်တော်ကခုကိုကအရင် စ조사နိုင်တဲ့သူမဟုတ်ဘူးဥမာထားပါတော့조사နိုင်တဲ့သူမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ကဘယ်လိုမျိုးလဲဆိုတော့အပင်မရမ်းမခံနိုင်ဘူးဗျာအပင်မရမ်းမခံနိုင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ကခုကိုကနေပြီးတော့ကိုရဲ့ family က financial background အရင်မတောင်းဘူးဆိုရင်ကြတော့ခုနကပြောရတဲ့ school fees တွေကလည်းခုဈေးကြီးလာပြီအဲ့တော့ကြတော့ part time တွေပါညာတွေနဲ့လှည့်လို့ရင်းနဲ့ကျောင်းတက်ဖို့ဆိုတာကြတော့ ပွင့်လေပြောရင်အရင်ထက်တော့ခက်တယ်ပေါ့။ဘာကြောင့်ခက်လဲဆိုတော့ school fees ကကျွန်တော်တို့ခေတ်ကထက်ဆိုင်၃00လောက်ဈေးကြီးလာတယ်။အဲ့တော့ကျတော့အခုအာကိုယ့်ရဲ့ pathway ပေါ့နော်။ကိုဘာလောက်ချင်လဲဆိုရဲဟောတည်တည်ချာချာလေးလာပြီးတော့မှဆုံးဖြတ်တင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။အဲ့တော့ဒီ video လေးကနေဘာဖြစ်ဖြစ်အာချို့ပေါ့နော်။ရင်တော့မသိတဲ့အကြောင်းလေးတွေဒီ video ကနေပြီးတော့ရမယ်လို့လဲညွှန်လင်းပါတယ်။ ားလုံးပဲနောက်ဗီဒီယိုမှာဆက်တွေ့မယ်ဘောက်ပါ